Hare Krishna, Hare Krishna, Krishna Krishna, Hare Hare. Hare Ram, Hare Ram, Ram Ram, Hare Hare. Hare Krishna. <clears throat> so, General Chaitanya Mahaprabhu, we are. Is that all, ဘုရားရှင်ကျေးဇူးတင်ပါဘုရားရဲ့ဝန်တော်မူတော်နေကိုရည်ရွယ်ပြီးတော့ကျွန်တော်တို့ပြောနေတဲ့အစီအစဉ်လေးကျေးဇူးနာကျေးဇူးတင်ကြံကိုလေ့လာနေတဲ့အစီအစဉ်လေးရနေပြီးတော့ကြိုးဆိုပါတယ်ဆိုတော့ဒီနေ့ဟာအော်ကျေးဇူးနာကျေးဇူးတင်ကိုပါတဲ့ကျေးဇူးနာကျေးဇူးတင်ဆိုတဲ့ကျမ်းစာပေါ့ Krishna Das Kavira ကိုဆွမ်းပြီးရေးသားတာတဲ့ကျမ်းစာတွေကနေပြီးပါတဲ့အကြောင်းအရာများကို မျှဝေပေးတဲ့အစီအစဉ်အပိုင်း23ဖြစ်ပါတယ်ဂௌရပုဏ္ဏမလို့ခေါ်တဲ့ဘုရားရှင်ကျေးဇူးတင်မှာဘုရားကိုပြွင့်တော်မူဖို့ကျွန်တော်တို့26ရက် ပဲလိုပါတော့တယ်နော်ဆိုတော့မနက်ပြန်တရက်ပြီးွားရင်နောက်တဲ့25ရက်ပေါ့နောက်လာမှာ25ရက်မနက်ပြန်တရက်ဆိုတော့မနက်ပြန်ကလည်းမတမမုံမြတ်တဲ့ဟောရှီလာပရဘုပတ်ရဲ့ဂူရုဖြစ်တဲ့ဘုပ္ပိစံသမာရာကျဲ့ဟောဒီ150ပြည့်ငွေနေပေါ့ပြီးတော့ကျွန်တော်တို့ရှီဝါစပရဘုကြီးရဲ့ဟောကျွန်တော်တို့ဂူရုဖြစ်တဲ့ဂေါ်ဂောဝန္ဒဆောင်28နှစ်ပြောက်တတိပါဘော ဗျာမြတ်ထံပြန်ခုတော့နေเนาะဆိုတော့အဲဒီ area အားလုံးကိုကျွန်တော်တို့အဲမနက်ပြန်တက်ကြမယ်ပြီးွားရင်တော့လည်း24ရက်25ရက်မြောင်းနေကြရင်ဘိုးရပူနေမှာကျွန်တော်တို့စုံစည်းပါဆိုဗျာရှင်ခြေတနာမှာပြုစုတာဘာလို့လဲဆိုတဲ့ကိစ္စကိုကျွန်တော်လည်းနည်းနည်းကြီးပြောခဲ့တယ်အခုဒီနေ့လည်းဆက်ပြီးတော့ခြေတနာခြေတာမကျန်းဆိုတဲ့နော်ကရှင်ရာဇ်ကဗီရာကိုဆွမ်းပြီးပြုစုခဲ့တဲ့ကျမ်းထဲမှာပါတယ်ဗျာရှင်ခြေတနာမှာပြုရဲ့ဇတ်တော်တွေတဲကမတည့်လီလာဗျာရှင်ခြေတနာမှာပြုစုတာကျွန်တော် တောက်လျှောက်ကျွန်တော်ပြောခဲ့ပါတယ်သူဒီဘုရားရှင်ခရစ်နာကိုတော်တိုင်းဖြစ်တယ်ဒီလောကမှာဘာဖြစ်လို့ပြန်လာပွင့်ရလာလဲဆိုရင်ခရစ်နာပြောခဲ့တဲ့ဇာတ်ကားတွေကိုလူတွေကမေ့သွားပြီးခရစ်နာပြောခဲ့တဲ့ဇာတ်ကားတွေကိုဘလို့လိုက်နာရမလဲဆိုတော့မသိတော့ဘူးဆိုတဲ့အချိန်မှာသူတို့ဟာဒါတွေကိုဘလို့လုံးရမလဲဆိုပြီးတော့ဝေဝါထွေပြားပြီးတော့နော်ဒုက္ခရောက်နေတဲ့အချိန်တနည်းအားဖြင့်ပြောရင်လမ်းချော်နေတဲ့အချိန်ပေါ့နော်ဘာလို့မှမသိဘူးဆိုတော့လမ်းချော်နေတဲ့အချိန်ကလိယုဂလို့ခေါ်တဲ့ဆုကကာလကမှာလမ်းချော်နေတဲ့အချိန်မှာဘုရားရှင်ကျေတနာမှာပြောအပွင့်တော်မူခဲ့ပြီးတော့ဒီလမ်းမှန်တစ်ခုပေါ်ကိုကျွန်တော်တို့ ဆွဲတင်ပေးခဲ့ပါတယ်။ဟောဗျာယေတနာမပရဟူဟောကြားခဲ့တဲ့အကြောင်းအရာတွေအားလုံးကဗျာရှင်ရှိခရစ်နာဟောကြားခဲ့တဲ့အကြောင်းအရာတွေအားလုံး ਨੇ တတူတမျှပဲဖြစ်တယ်။သို့တော့ version ပေါ့သူရဲ့ version လေးရတော့နည်းနည်းလေး modify လုပ်ထားတယ်။ဘာဖြစ်လို့ဆိုတော့လူတွေနဲ့ကိုက်အောင်နော်။ယေတနာမပရဟူပြောတဲ့ဥစ္စာတွေအားလုံးဒီကဘာပေါ်မှာရှိပါလေဆိုတော့လူသားတိုင်းနဲ့ကိုက်အောင်နော်ကျွန်တော်တို့ကိုညှို့ပေးထားတာဖြစ်ပါတယ်။ဆိုတော့မတည့်လီလာကိုကြောက်ပါပြီ။မနေ့ကတော့ကျွန်တော်တို့ ဟုတ်စားစာမတက်ပြီမတက်ဗြဟ္မဏတယောက်ရင်္ဂနာမှာတွေ့ခဲ့ရတယ်ဆိုတော့ပြောခဲ့တယ်။အခုဒီနေ့ကတော့ဒီရာမနုဇသံပရတာယာပေါ့ရှိသံပရတာယာရှိသံပရတာယာရဲ့ဝိရှင်းဘတ်တယောက်နဲ့တော့တွေ့တာပေါ့။အဲ့ဒါကိုကျွန်တော်ပြောပြပါဦး။ဆိုတော့ဒါကအခန်းမတ္တလိလာရဲ့အခန်း6ပါရာ108ကနေတော့135ဒီမှာဖြစ်ပါတယ်။ဗျံကတဘတ်တာဆိုတဲ့နော်ဒီရှိသံပရတာယာကဝိရှင်းဘတ်တစ်ပါးရှိတယ်ပေါ့။သူက နော်ရာမနုဇာကြာရီယာစံပဒါယာရှိစံပဒါယာဖြစ်တယ်နော်တောင်ပိုင်းမှာတအားနာမည်ကြီးတယ်သူ့ကိုလူတွေအားလုံးကလည်းယုံကြည်အားကိုးကြတယ်နော်သူ့ရဲ့ဟွာပေါ့ကိုယ်ဝစီကမှုကလည်းတော်တော်လေးကိုတည်တည်ကြကြတည်တည်ကြကြလုပ်တယ်။သူကတော့ဘသူတွေကိုကိုယ်ွယ်တာလို့မင်းတော့လက်ချမီနာရာယနာဘုရားရှင်ကိုကိုယ်ွယ်တာဖြစ်တယ်။ကျွန်တော်ဂျေတနာမဘုရားကိုတွေ့တဲ့ကမှာသူတို့ဧကန်နဲ့ကောင်းကောင်းတိုင်းနေစကားပြောတယ်။နောက်ပြီးဘာပြောလဲဆိုတော့ ဒီအဲ့ဒီအချိန်ကနော်ဒီမိုးရွာဒီချိန်ဖြစ်သွားတာမိုးရွာဒီချိန်ဖြစ်သွားတဲ့အခါကျတော့ဆနီယားစတေကိုမိုးရွာဒီမှာကျတော့များသောအားဖြင့်ခကြီးသွားတာကိုနော်မသွားစီခြင်းဘူးပေါ့မသွားစီခြင်းတဲ့အခါကျတော့ဘန်ကရပတာကဘာပြောလဲဆိုတော့ဂျေဇူးပြုပြီးတော့ဒီမှာပဲတဲလိုက်ပါနော်ဒီဝါတွင်ချတူမတ်လေးလာကိုတော့ကျွန်တော်အိမ်မှာပဲတဲလိုက်ပါဆိုတော့ကျေတနမှာပြဖို့အဲ့ဒီမှာတဲတော်မူတယ် ကျိုင်းမတဲရင်နဲ့သူတို့နဲ့စကားပြောဖြစ်တယ်ဘာလို့တညာလို့တယ်ဆိုတဲ့ကကျွန်တော်ဘင်္ဂရပတ္တနဲ့စကားပြောတဲ့ခါမှာဘင်္ဂရပတ္တနဲ့စကားပြောရင်ပြောရင်ပြောရင်ကျေတနာမပရုကမေးတယ်အမေးလဲဆိုတော့ဘင်္ဂရပတ္တကို philosophical question တွေပေါ့အတွေးကတဏ္ဍပိုင်းဆိုင်ရာ question တွေတကယ် serious question တွေကိုမေးတယ်ဆိုအဲ့မှာပြောရင်ပြောရင်ပြောရင်နဲ့ तू ကတော့လုံးဝလက်မနာတိုင်းကိုတေချာကိုကိုွယ်တာပေါ့တေချာကိုကိုွယ်တာဆိုကိုကိုွယ်တဲ့ကကျွန်တော်နိုင်မှာကိုနူနားထောင်နားထောင်နားထောင်ဆိုကျေတနာမပရုကမေးတယ်ဗာမေးလဲဆိုတော့ဒါဆိုရင်နဲ့လက်ရှိမသားကပေါ့နော် နာရိုင်းနာမပဲမြင်နေနေတယ်ဆိုရင်ပေါ့။ဘာကိစ္စလက်ရှင်မာတာဟာကရှ ణా ရဲ့ရာဆလီလာကိုဝင်ဖို့ဆန္ဒရှိရတာလေ။ဘာဖြစ်လို့ရာဆလီလာကိုဝင်ဖို့တော့ဥပုပ်တီလာစောက်တီရတာလေဆိုတော့အဲ့ဒါကိုစကားဆလိုက်။ငါဆလိုက်တဲ့ခါမှာအဲဒီမှာမဘင်္ဂရပတလည်းမြုပ်ပွင့်သွားတာ။ဘာလဲ။ဘာဖြစ်လို့ဖြစ်တာလဲဒီလိုဖြစ်တာ။ဆိုတော့အဲဒီမှာသူတို့ကရှ ణా နဲ့ဗိရှ ణు ဟာဘလို့နော်ဘလို့ပေါ့။ကရှ ణా နဲ့ဗိရှ ణు ကတပါးတည်းပဲ။ကရှ ణా ဒီအိမ်မှာဗိရှ ణు ဒီ office မှာလို့ရှလာပရောဘတ်တပြောတယ်နော် Vishnu ဒီသူက acting Krishna is relaxing နော် so ဒီနှစ်ခုရဲ့တတ်တော် the science of Krishna and the science of Vishnu ဒီနှစ်ခုကဘာတွေကွာတယ်ဘုရားရှင် Vishnu ရဲ့နော်ဘုန်းတော်ဘုန်းတော်တွေထဲမှာပါတဲ့ဥစ္စာတွေနဲ့ Krishna ရဲ့ဘုန်းတော်ဘုန်းတော်တွေမှာပါတဲ့ဥစ္စာတွေအားလုံးကတူတူပဲဒါပေမဲ့ Krishna မှာပါတဲ့ဘုန်းတော်ဘုန်းတော်၄ခုဟာဘုရားရှင် Vishnu မှာကျွန်တော်တို့နော်မတွေ့ရဘူးဒါကလည်းတကယ်တော့ပြောရရင်သူကရသအတွက်ကိုသူကတတ်တတ်လို့တာ Krishna က rasa raj လို့ခေါ်တယ် ရက်ဆာလီရာဂျ်ဆိုတော့အဲ့ဒါပြောင်းပြောင်းပြောင်းနေဗင်္ဂရပတ္တကိုသူကမျိုးလုံးဖွင့်ပေးလိုက်တော့ဗင်္ဂရပတ္တကသူကြသဘောပေါက်တာဟာဒါဆိုရင်တော့ကရစ္စနာနဲ့ဗိရှ်နုကတူတူပဲနော်ကရစ္စနာမှာရှိတဲ့ဘုန်းတော်ဘုရားတွေကဒီလိုမျိုးဖြစ်နေပါလားဘာဖြစ်လို့တခြားသောဘယ်ပွင့်နဲ့ဘုရားမှမတူတဲ့ဘုန်းတော်ဘုရားတွေပါနေရလာလဲဒါဆိုရင်တော့တေချာဘောကရစ္စနာဒီတာလင်အမြင့်မြတ်ဆုံးဘုရားရှင်ဖြစ်တယ်ဆိုတဲ့ကိစ္စကိုသူကတည်တည်ကြာနားလဲသွားတယ်ဆိုတော့ဒီမှာတချို့ကမေးကြမယ် နော်ဘုရားရှင်မှာလာပြီးတော့ခွဲပြားချမ်းသာမှုရှိသလားခွဲဖို့လိုသလားပေါ့နော်ဒီကိန်းကဘုရားရှင်မှာတော့ကျွန်တော်ခွဲပြားချမ်းသာမှုကျွန်တော်ဒါတွေကိုပြောဖို့မလိုဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့သွားကျင်တဲ့လမ်းကြောင်းပေါ့ဥပမာပြကျွန်တော်ကဗိုက်ခွတ်တောက်ကိုသွားကျင်တယ်ဆိုရင်ဗိရှနုကိုကိုးကွယ်ပါဘူးကိုလောကကိုသွားကျင်တယ်ဆိုရင်ခရစ်စနာကိုကိုးကွယ်ဆိုကျွန်တော်တို့ရဲ့ destination ပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကလက်မှတ်ဝယ်ရအောင်တော့ကျွန်တော်မြင်းကြီးနားသွားကျင်တယ်ဆိုရင်ကျွန်တော်ကမြင်းကြီးနားလက်မှတ်ဝယ်ရအောင်ကောတောင်းသွားကျင်တယ်ဆိုကောတောင်းလက်မှတ်ဝယ်ရအောင် जो विष्णु लोक आ तो आज नजवे प्यास विष्णु को बस कृष्ण लोक आ तो आज नजवे कृष्ण सी क्या आई गा जाए उना बरे कृष्ण है रस राज प्यास कृष्ण है रस यता को चनो खंजाने लेकिन आज जो है कृष्ण ने विष्णु दी तत्व मत दू तत्व मा बामा को व्या छना जे शिव रस मा चरो बाकी ले रस मारो क्वा सो अलारी वो अनि मा बंगरा बट्टा ने बत्ता पीरो दू मा लेम फ्वें बेलाई दा बोना ဆိုကျေတနာမဘရဘူးရဲ့ဒီတောင်ပိုင်းခရီးကိုကြည့်မယ်ဆိုရင်လောကုတ္တရာပျော်ရွှင်မှုကိုအများကြီးကို thousands of vaishnava vaishnava ပေါင်းထောင်ပေါင်းများစွာကိုမြောက်ပေးခဲ့တယ်အဲ့မှာတခါလေကြာရင်မေးမယ်အဲ့ဒါလောက်အများကြီးကိုကျေတနာမဘရဘူးကတာဝန်ပြုခဲ့တယ်ဆိုရင်အခုဘာဖြစ်လို့မရှိတော့တာလဲဘာဖြစ်လို့ gaudiya vaishnava တွေကိုတောင်ပိုင်းမှာမတွေ့ရတာလဲဆိုတော့ကျေတနာမဘရဘူးကတော်တော်လေးခရီးဆန်းခဲ့ပေမဲ့အဲ့ဒီမှာသူကစနစ်တကျပေါ့ institution တွေကိုတကျမစောက်ခဲ့ဘူးဘုရားကျောင်းတွေစောက်လုပ်ခဲ့တာတို့ဇာတိရေးခဲ့တာလည်းမလုပ်ခဲ့ဘူး အဲ့ဒါတွေပြနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ပိုင်းကျမှအဲ့ဒါတွေမလုပ်ခဲ့တဲ့ကကြတပြေးရောသွားနောက်ပိုင်းကျမှစေတနာမှာဘုရားဂိုးစွာပြီးကြောက်ပေါ့ကိုပြန်တာဝန်ကိုလွတ်တယ်စံကတ္တမှုမှန်ကိုတိတိကျကျလုပ်ခိုင်းတယ် generation တွေနောက်ပိုင်းကိုရောက်လာအောင်တိဆောက်ဆိုတော့နောက်ပိုင်းမှာလုတ်တဲ့ကောင်ကျတော့မြောက်ပိုင်းမှာပဲလုတ်ဖြစ်သွားတယ်တောင်ပိုင်းမှာမလုတ်ဖြစ်လိုက်ဒါတော့မှတကယ်တမ်းပြောရင်အဲ့ဒီ six ကိုစွာပြီးမှာပါတယ်ဂိုပါလ်ပတ်တက်ဂိုးစွာပြီးဆိုတာဒီဘင်္ဂရပတ်ရဲ့ကလေးဟုတ်တယ်ဘင်္ဂရပတ်ရဲ့ကလေးဆိုတော့ ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်တောင်ပိုင်းကိုသွားခဲ့ပါတယ်ဆိုတဲ့ကိစ္စကတကယ်တော့တော်တော်လေးထူးခြားတဲ့ကိစ္စတွေရှိတယ်နံပါတ်1ထူးခြားချက်ကပါလဲဆိုတော့အဲ့ဒီမှာတောင်ပိုင်းမှာပါလို့သူတွေတွေ့ခဲ့တယ်ရာမနန္ဒရာကိုတွေ့ခဲ့တယ်ဂိုပါလ်ဘတ်တကုဆာမီဝင်ခဲ့တဲ့ဘတ်တားကိုတွေ့ခဲ့တယ်သူတို့တွေအားလုံးကလည်းတကယ်ဂျန်တနာမဟာပရုရဲ့လီလာမှာအရေးကြီးတဲ့ပုံစံဖြစ်တယ်ရာမနန္ဒဆိုရင်နော်ဂျန်တနာမဟာပရုရဲ့အရင်းနှီးဆုံးဘက်တရီနာပါဂိုပါလ်ဘတ်တလည်းဒီလိုပဲကိုဆာမီချောက်ပါတယ်မှာတပါပါဆိုတော့နံပါတ်1ထူးခြားတဲ့ချက် နံပါတ်2ထူးခြားတဲ့ချက်ကဘာလဲဆိုတော့အဲ့ဒီ Gaudiya Vaishnava Theology လို့ခေါ်တဲ့ Gaudiya Vaishnava ရဲ့ philosophy နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်တို့ရဲ့ parampara နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအဲ့ဒါတွေအားလုံးရဲ့အကြီးကြီးတဲ့အချက်တွေအားလုံးကိုအဲ့ဒီတွားခဲ့တဲ့ခရီးတစ်လျှောက်မှာသူကချပြခဲ့တယ်။စေတနာမဟာပရဘုရားပြီးရင်ရွှေစေတနာမဟာပရဘုရား mission အတွက်အရေးကြီးဆုံးဆိုတဲ့ဇောင်းတော့ Krishna Karna Mitta နဲ့တော့ Brahma Samhita ဒီနှစ်ခုလုံးကိုလည်းအဲ့ဒီမှာရှာဖို့တွေ့ရှိခဲ့တယ်။ဒါဒုတိယချက်။ကျမ်းစာတွေ့ခဲ့တယ်။လူတွေတွေ့ခဲ့တယ်၊ကျမ်းစာတွေ့ခဲ့တယ်။နံပါတ်3 နာမစံကတနီပိုတန်စီနာမစံကတနီမဆွမ်းပကားပေါ့ဒါဟာတောင်ပိုင်းမှာထင်ရှားအောင်လုပ်နိုင်ခဲ့တယ်။ဒဏ္ဍာရီပြောရင်ဗျာဘုရားတရားဆိုတာကိုလဲတော့မကြည့်ကြပါဘူးဆိုတဲ့လူတော်မှာဘုရားရှိခိုးတော်လုပ်နိုင်ခဲ့တယ်။ဒဏ္ဍာရီပြောရင်အဲ့လိုမျိုးနေရာမှာလုပ်နိုင်တယ်ဆိုတခြားနေရာမှာမလုပ်နိုင်ကြပါဘူးအကြောင်းမှမရှိဘူး။ဆိုတော့မတ်တလီလာရဲ့အခန်းကိုပါရ335ကနေ365ပေါ့နောက်ပိုင်းမှာကျော်လာတာဘာဒီပါလဲဆိုတော့အဲ့ဒီမှာနည်းနည်းလောက်တော့ရှောက်ကြီးသွားပြီးတဲ့နောက်ပိုင်းမှာဂျေကနာမှာပြောတော့ဂျေကနာသူကြီးကိုပြန်လာတယ်ဂျေကနာသူကြီးကိုပြန်လာပြီးတော့နောက်ထပ် preaching လုပ်ဖို့ကြိုးစားတယ်ဂျေကနာဘုရားကျောင်းကိုရောက်တယ် ။ဘုရားကျောင်းကိုရောက်တာနဲ့တည်းနဲ့ကာလာကိုတစ်ခုလုံးတုံပြီးတော့ချွေးတွေပြန်လာပြီးတော့မျက်ရည်တွေကျပြီးတော့နော်တခါတည်းပျော်ရွှင်ပြီးတော့တခါတည်းကာလာကိုတစ်ခုလုံးပျုံးပျော်အဲ့လိုမျိုးဖြစ်တယ်။ဝိရှင်းဝရီရယ်ကျေတနာမဘူးအဲ့လိုတွေ့တဲ့ခါကျတော့ဟာမဟာဘာဝဆိုတော့မြင်ရတဲ့ခါကျတော့အိမ်မှာတမပျုံးပျော်ပြီးတော့သဘောကျကြ။နော်တကယ်တမ်းပြောရင်ဟာပြဘူးပြန်ရောက်လာတဲ့ခါကျတော့မှအဲ့ဒီမှာကြံခဲ့တဲ့လူတွေအားလုံးကအသက်ရှင်အသက်ရှင်သူတွေဖြစ်တယ်။ဘာလို့လဲဆိုတော့တွားတော့တယောက်တည်းခေါ်သွားပြီးတယောက်တယောက်တပည့်တယောက်ပဲခေါ်ပြီးတွားလိုက်တာလေ။နော်အဲ့လိုမျိုးတွားခဲ့တော့ ဆိုဒါအခန်းကိုပြီးသွားပြီနော်ဆိုစေတနာမဟာပရဟုရဲ့ဖွင့်တော်မူခြင်းအကြောင်းအရာတွေဟာအမှန်တမ်းတူးကြတယ်အမှန်တမ်းသင်ခန်းစာယူကြတယ်ရှိတယ်နော်မနေ့ပြန်ကြရင်ကျွန်တော်အခန်း30ကိုရောက်ပါမတက်လီလာခန်း30ကိုကျွန်တော်ပြောပြပါမယ်နော်မနေ့ပြန်လဲနားတော်ပြီးမေတ္တာရေးခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအရေခရစ္စနာရေကတုရရှိလာပရဟုပါကီဂျာယံတကိုဒီဝိရှင်တကီဂျာယံရှင်ဒါစ်ကဗီရာဂိုစွာမီမဟာရာဇ်ကီဂျိုင်ဂိုပါလ်ဘတ်တဂိုစွာမီမဟာရာဇ်ကီဂျိုင်ဘောရပ်ပါရီမော Peace.